ဒီနေ့တော့ကျွန်တော်တို့ Ice Sport အနေနဲ့ထိုင်းနိုင်ငံမှာကျင်းပမယ်ခြေတော်အရှာကစားပြိုင်ပွဲ SEA Games ကိုရိုက်ပွေးသွားဖို့ရန်ကုန်ကနေဘန်ကောက်ကိုထွက်ခွာမှာဖြစ်ပါတယ်။ SEA Games ဖွင့်ပွဲကဒီဇင်ဘာ9ရက်မှာစမှာဆိုပေမဲ့လည်းဘလုံးအောက်သားပွဲတွေကတော့ဒီဇင်ဘာ3ရက်နေ့တွေကစရှင်ပြိုင်မှာပါ။ SEA Games မြို့သားဘလုံးပြိုင်ပွဲကဒီဇင်ဘာ3ရက်နေ့မြို့သားဘလုံးပြိုင်ပွဲကဒီဇင်ဘာ4ရက်နေ့မှာစမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရိုက်ကူးရေးအတွက်ကြိုပြင်ဆင်ရမှာဆိုတော့ဒီဇင်ဘာ၁ရက်နေ့ကအမတီဗီ4 HD Sport နဲ့တူကြိုထွက်လာတာပါ ေရင်ချင်းကနေ့လယ်12:50 MI flight ဆိုပေမဲ့ဒေစိတ်ကို3နာရီ check in ကြိုဝင်ရမှာမို့9နာရီ50တဲ့ကကျွန်တော်တို့ကရောက်သွားခဲ့ပါတယ်။ဒီစိတ်မှာ check in ဝင်တယ် air ticket ထုတ်တယ်ပစ္စည်းတွေအပ်တယ်ဒီမှာ Amadi phone နဲ့ HTB spot ကစီးကိန်းပြိုင်ပွဲရဲ့ live stream မှုကိုတာဝန်ယူရတာဖြစ်လို့ရိုက်ကွေးပစ္စည်းရဲ့အများများပါတယ်။ပစ္စည်းတွေကတတ်မှတ်ကီလိုထက်ပိုနေတဲ့အတွက် check in ကောင်းတာမှလည်းကျွန်တော်အချိန်တော်တော်ကြာခဲ့ပါတယ်။ပြီးတော့ immigration ကိုဖြတ်တယ်။ ထက်ခဲသမျှဂိတ်တိုင်းမှာတော့ကျွန်တော်စီဂိမ်းအတွက်ရိုက်ပွဲသွားမယ်ဆိုပြီးတော့ပြောတဲ့အတွက်မြန်မာကဘယ်အကလာနည်းတွေဝင်ပြိုင်မယ်ဆိုတာကိုစိတ်ဝင်စားနေနေတဲ့အောင်လည်းခံခဲ့ရပါတယ်။အခုတော့ကျွန်တော်လေရင်ထွက်ကောင်းတဲ့ Gate 7ကိုသွားဆောင်ရပါတယ်။ဒီမှာဆောင်နေနေပဲဘန်ကောက်လေဆိပ်ကိုပြန်ဖို့ online ကနေပြီးတဆင် arrival gate ကိုကျွန်တော်တခါလေးဖြည့်ရပါတယ်။အခုတော့လေရင်မဟုတ်တတ်ပါဘူး။ ပထမတော့နေ့တဲ့စားကိုကျွန်တော်လေးစိတ်မှစားဖို့စဉ်းစားလာပါမယ်အချိန်မမီတော့လို့အမြန်အကျွေးတဲ့ coffee မုန့်နေပဲနေ့တဲ့စားကိုပြင်ရှင်းလိုက်ရပါတယ်ထိုင်းကတော့ခီးသွွားနိုင်ငံဖြစ်လို့ရောဒီဇင်ဘာလခီးသွွားရသည်ဖြစ်တဲ့အတွက်ရောကြောင့်ဒီမှာမှတော့လူကအပြည့်ပါပြန်တန်းချိန်ကတော့တနားရောက်ပဲကြာပါတယ်အခုတော့လေရင်ကဘန်ကောက်မြို့ဆင်းနေပါပြီနေ့လည်းနှစ်နာရီလောက်မှဘန်ကောက်မြို့ကတူနာဘူမိလေးတွေကိုရောက်ပါတယ် ရင်ကဝမ်းချမ်ပီယံရှစ်ရဲ့အွန်လိုင်းအစံပွဲတွေကိုပြပမှာရိုက်ကူးရေးသွားခဲ့ပုံပဲမဲ့ဘန်ကောက်ကတော့ကျွန်တော်တို့အတွက်ပထမဆုံးရောက်မဲ့ခီးစဉ်ပါပဲတူနာဘူမိလေသိကအခြားနိုင်ငံကလေကြောင်းလိုက်နေလဲ transit ပြောင်းစီးတဲ့လေသိဖြစ်လို့လေသိကအရန်ကြည့်လို့စီကံနဲ့တင်ကြပါတယ်လေသိထံမှာ flow ရရင်လည်း immigration ဝန်ထမ်းရောက်တော့ video ပေးမရသလိုနောက်ဆုံးရိုက်ထားတဲ့ကျွန်တော်တို့ရဲ့ video ရုပ်ကပ်ကိုလေသိဝန်ထမ်းကလာဖြတ်ခိုင်းပါတယ် လေစိတ်ထဲမှာဖုန်းစင်ကက်ဝယ်တဲ့နေရာတွေ time bank ဝယ်တဲ့နေရာတွေကိုတွေ့ပြင်မဲ့လေစိတ်မှာကဈေးကြီးလို့ကျွန်တော်မလဲခဲ့ပါဘူးအခုတော့ကျွန်တော်ပစ္စည်းတွေထုတ်ဖို့ဂိတ်ဆက်ငါးကိုတွားယူပါတယ်ပစ္စည်းတွေကတော့အရန်များလို့ပစ္စည်းတင်ဖို့လည်းကျွန်တော်ကားတက်တက်ငါးပါတယ်ပစ္စည်းကားတစ်စီးလူစီးကားတစ်စီးနဲ့ကျွန်တော်နေမဲ့နေရာကိုဆက်သွားခဲ့ပါတယ် ူနာဘုံမီဒီလိတ်ကဘန်ကောက်မြို့နဲ့ဘန်ကောက်မြို့ထဲနဲ့ဆိုရင်တော့လမ်းပါတယ်ဒီစိတ်ကလည်းကျွန်တော်နေမဲ့နေရာကိုတနားရီလောက်ကာထပ်စီရတယ်ဒီမှာတော့ဆိုင်ကယ်ရေးအရန်ပေါ်တယ်နေရာမှာဆိုင်ကယ်နဲ့သွားလာနေအောင်တွေ့ရတယ်ဒီမှာအသေးပိုးဆောင်ရေးကိုဘတ်ကရထားပြည့်စစ်ရထားတွေသုံးတာတွေ့ရတယ် grad board application ကနေလည်းဆိုင်ကယ်ကားတွေခေါ်လို့ရပါတယ်ဒါကတော့ကျွန်တော်တဲမဲ့နေရာပါဒီနေရာကတော့ရချနာလို့ပြောပါတယ်ဘန်ကောက်မြို့ရဲ့မြို့ထဲကျရလို့လည်းကျွန်တော်သိရပါတယ် ကျွန်တော်မြန်မာမှာဆိုရင်တော့16လမ်းနဲ့ဆင်းပါစားတဲ့အတိုင်းနဲ့ညသေးတွေရှိတယ်လို့24နာရီဖွင့်တဲ့711နဲ့စတိုးတွေလည်းအရင်ပေါ်ပါတယ်တဲမနေရာကိုရောက်ပြီးရတဲ့ကျွန်တော်ကတော့ရေုံဆုံး7 level မှာဖုန်းကပ်သွားဝဲပါတယ် ုန်းကတော့တလားတာလုံးဝသုံးလို့ရတယ်196ဘတ်ပေးဝယ်ရပါတယ်ဒါပြင် 7-Eleven မှာကျွန်တော်ဈေးနှုန်းသက်သာတဲ့ဓမင်းမှုတွေလည်းတွေ့ခဲ့ပါတယ်ကျက်ဥကျော်အသားတစ်မျိုးနဲ့ကိုဘတ်90ဝန်းကျင်ပဲပေးရတယ်နောက်ရက်ဒီမှာကျွန်တော်အလုပ်များနေတော့ဒီဓမင်းမှုနဲ့ပဲစားဖို့ဖြည့်ရှင်းရမှဖြစ်ပါတယ်အခုတော့တဲတဲ့နေရာနဲ့အနည်းဆုံးကထိုင်းဆိုင်မှာဓမင်းသက်စားပါတယ်ထိုင်းဆိုင်ဆိုပေမဲ့လည်းစပွဲလို့အများစုကမြန်မာတွေပဲတွေ့ရပါတယ်အဲ့တော့မြန်မာလိုပဲမှာပြီးစားခဲ့လိုက်ပါ ခုတော့တဲမဲ့နေရာကိုပြန်ပြီးအိပ်ပါပြီဒီနေ့ကတော့ကျွန်တော်တို့ရဲ့ reporter diary စီစဉ်မှုဒီမှာပဲရန်နာလိုက်ပါမယ်လက်ဖြတ်မှာတော့စီကိန်းပြိုင်ပွဲအတွက် media cut ထုတ်ဖို့ IBC ကိုကျွန်တော်တို့သွားထုတ်ပါမယ်ဒါပြင်ရန်ကုန်ကနေဘန်ကောက်ကိုလာမယ်မြန်မာပြည်သူတင်ကိုဒေသိမ့်မှာတော့ကြိုပြီး interview ရဖို့စူးစမ်းတော့မှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာ